ဆေးဘက်လဲဝင်အာဟာရလည်းဖြစ်တဲ့လက်ဖက်ကျက်ဥကိုအိမ်မှာလှုပ်ရှားနေကြအလွယ်လုံးနည်းလေးမျှဝေပေးကြပါရရှင်ကျက်ဥ10လုံးသုံးပါမယ်ရှင်အမွှေးအကြိုင်အတွက်တော့တရုတ်မဆလာတထုပ်ကိုသုံးတာပါတယ်လက်ဖက်ချောင်းအချိုချောက်ကိုထမင်းစားစွန်းနဲ့သုံးစွန်းထည့်ပါတယ်။အချိုချောက်ကအိမ်မှာမရှိဘူးဆိုရင်လက်ဖက်ချောင်းအခါချောက်ကိုပဲနည်းနည်းလေးပို့ပြီးတော့ထည့်ပေးလို့ရပါတယ်။လက်ဖက်ချောင်းအခါချောက်ကိုလည်းထမင်းစားစွန်းနဲ့သုံးစွန်းထည့်ပါမယ်ရှင်။ ကျွန်မတော့ကျက်ဥသုံးလုံးကိုထမင်းစားစွန်တစုံနှုံနဲ့သုံးစွန်ထည့်ပေးတာဖြစ်ပါတယ်။ပဲငံများရဲ့အကျဲကိုလည်းထမင်းစားစွန်နဲ့သုံးစွန်ထည့်လိုက်ပါမယ်။အိမ်မှာလက်ဖက်ချောက်ကအလွယ်ရှိပေမယ့်တစ်ကြဘိုးခေါက်တို့နနက်ပွင့်တို့ကအိမ်မှာအလွယ်မရှိတတ်တဲ့အတွက်ကျွန်မကတော့တရုတ်မဆလာကိုအစားထိုးပြီးတော့သုံးတာဖြစ်ပါတယ်။အချို့ရတာအတွက်တော့ကြံသက်ခါတခဲသုံးပါမယ်ရှင်။အရင်ဆုံးကြက်ဥပြုတ်ပါမယ်ရှင်။ရေထဲကိုကြက်ဥတွေအတ္တာကွဲတာမျိုးမဖြစ်အောင်လို့ခက်ပြပြချင်းထည့်ပေးပါမယ်။ ပြီးတာနဲ့အဖုံးလေးအုပ်ပြီးတော့10မိနစ်လောက်ပြုတ်ပေးလိုက်ပါမယ်ရှင်10မိနစ်လောက်ပြုတ်ပေးပြီဆိုရင်တော့ကြက်ဥတွေကိုရေအေးတဲ့ကိုဆဲထည့်ပေးပါမယ်။အခုလိုမျိုးကြက်ဥပြုတ်ကိုရေအေးတဲ့စိမ့်ပေးလိုက်မယ်ဆိုရင် ကြက်ဥအခွန်ခွာတဲ့အခါမှာပို့ပြီးတော့လွယ်ကူစေပါတယ်။ပြီးတာနဲ့ကြက်ဥတွေကိုအခွန်လေးတွေအပ်သွားအောင်လို့ဇွန်လေးနဲ့ခပ်ပွားပွားလေးခောက်ပေးပါမယ်ရှင်။ကြက်ဥတစ်လုံးလုံးအနှံအဲ့ရလေးတွေဖြစ်အောင်လို့လိုက်ပြီးတော့ခောက်ပေးပါမယ်။ ိုးရဲကိုရေတန့်တက်လီတာထည့်ပါမယ်ရှင်။ပြီးရင်ခုနကတော့အခွန်လေးတွေအအောင်လို့ခောက်ထားတဲ့ကြက်ဥတွေထည့်လိုက်ပါမယ်။ပြီးတာနဲ့လက်ဖက်ချောက်ထည့်ပါမယ်။အချိုချောက်ထည့်ပါမယ်ရှင်။ပဲငံများကြီးအကျဲထည့်ပါမယ်။အယောင်ပိုရင့်ကျင်နေဆိုရင်ပဲငံများကြီးအပြစ်ကိုပါထည့်သုံးလို့ရပါတယ်။ကြံတကာတခဲထည့်လိုက်ပါမယ်ရှင်။တရုတ်မဆလာတထုတ်လုံးထည့်လိုက်ပါမယ်။ တရုတ်မဆလာထဲမှာကနနက်ပွင့်တို့တချပိုးကောက်တို့6ကောတို့အကုန်လုံးပါပြီးသားမို့လို့တုံးရတာလွယ်လဲလွယ်တဲ့အဆင်လဲပြေပါတယ်။စားနှဲ့ငယ်ထဲပါမရှင်။ကိုကတကယ်လို့ရောင်းနှန်းပုံစံအနက်အရသာတိုင်းစားကြနေဆိုရင်တော့တချပိုးကောက်တို့နနက်ပွင့်တို့ကိုထည့်ပေးတာကတော့ပိုပြီးတော့ကောင်းပါတယ်။ကျမတော့အိမ်မှာအလွယ်လုံစားတာဖြစ်လို့တရုတ်မဆလာကိုပဲတုံးလိုက်တာဖြစ်ပါတယ်။ပြီးရင်အားလုံးနှံ့သွားအောင်လို့မှုေ့ပေးပြီးတော့မီးအေးအေးလေးနဲ့တနိုင်ခွဲလောက်တည်ထားပေးလိုက်ပါမယ်ရှင်။ ါလေးကတော့တနအိခွဲလောက်တည်ထားပြီးတဲ့အနေထားလေးပါ အခုဆိုရင်ရေတွေလည်း၃ချိုး၂ချိုးလောက်ခန်းသွားပါပြီဒီလက်ဖက်ကျက်ဥရဲ့သဘောတရားကတော့သူကကြကြလေးတည်ထားနိုင်လေကျက်ဥလေးကမမထုပ်ထုပ်လေးဖြစ်ပြီးတော့ကျက်ဥအတွင်းထဲထိအရသာဝင်ပြီးတော့စားလို့ကောင်းလေးဖြစ်ပါတယ်အခုလိုမျိုးတနအိခွဲလောက်တည်တာထက်ဆိုင်ရင်၃လနာရီလောက်တည်လို့ရှိရင်ပို့ပြီးတော့စားလို့ကောင်းပါတယ်ရှင်။ ။အဲကျမကတော့ဒါလေးကိုချက်ချင်းမစားသေးပဲနဲ့အဖုံးလေးအုပ်ပြီးတော့ဒီပြုတ်ရည်ထဲမှာပဲနောက်ထပ်တနားရီလောက်စိမ့်နာပေးပြီးတော့မှစားပါမယ်ရှင်။ကိုကတညသိမ့်လောက်ဒီအရင်ထဲမှာစိတ်ပြီးတော့မှထားပြီးစားမယ်ဆိုရင်အရသာပို့ပြီးတော့ကောင်းပါလေ။ဒါလေးကတော့တနားီလောက်ပြုတ်ရည်ထဲမှာစိမ့်နှားပြီးတဲ့အနေထားလေးပါရှင်။အခွန်လေးခွာကြည့်ပါမယ်။ဒီကျက်ဥပြုတ်လေးကိုဒီတိုင်းစားလို့လည်းကောင်းတယ်လို့ခောက်ဆွဲပြုတ်သေးပါသေးတယ်ထည့်ပြီးတော့စားရင်လည်းစားလို့ကောင်းပါလေရှင်။ ကျဲဝအခုံကိုခက်စိတ်စိတ်လေးအရာပေးရတဲ့ဆိုရင်အခုလိုမျိုးအကျောအမြင်လေးတွေကရှက်တမ်းပြီးတော့အဲကြည်ရတာပို့ပြီးတော့လှတာပေါ့နော်ပွဲပြင်မဲ့ပကံလေးတွေကိုထည့်လိုက်ပါမယ်ရှင်။အပေါ်ကနေခုနကပြုတ်ရည်လေးအနေငယ်ဆန်းပေးပါမယ်။ ကျဲဦးဟာအချိန်ကြာကြာလေးပြုတ်ထားတာဖြစ်လို့သူ့ရဲ့အပြင်ခွန်လေးဟာစားလိုက်မယ်ဆိုရင်မမထုတ်ထုတ်ကလေးနဲ့စားလို့တော်တော်လေးကောင်းပါတယ်နံလေးရလဲလက်ဖက်နံလေးရတရုံမဆလာနံလေးရပေါင်းပြီးတော့တင်းပြီးတော့တအားမွေးပါတယ်အရသာကလည်းစိမ့်စိမ့်လေးဆိုတော့လူကြီးလူငယ်မရွေးအကြိုက်တွေမှာတည်ကြပါတယ်ရှင်အဟာရလည်းဖြစ်တယ်လို့လောက်ရတာအရန်လွယ်ပြီးတော့စားလို့လည်းအရန် ကောင်းတယ်လက်ဖက်ချက်ဥလေးလှူစားကြည့်ပါရှင် කොනේ පේචා පේචනෝ විදියෝ